ငလင်းမှာကျွန်တော်ဗီဒီယိုဖိုင်နှစ်ခုတွေ့တယ်။ဘာသာရေးနဲ့ဆိုင်တဲ့ဗီဒီယိုဖိုင်နှစ်ခု။ဘာမှတစ်ခုကမစိုးရင်ចောင်းတိုက်ကြီးဒူချသွားတယ်မစိုးရင်ចောင်းတိုက်ကြီးကိုပြန်ပြီးပြုတ်ပြင်မိမယ်ဆိုပြီးတော့အာရှိသပိုင်းစင်ပေါ်စီဘောတော့ဖတီးရတယ်ပြီးတော့စူပါအဗန်ဂျာကြီးပေါ့။ဒါကနေပေါ့ထွက်လာပြီးတော့အာအဲ့မှာသူကကြီးရနေတဲ့ချိန်မှာပေးနာဖုန်းကြီးတစ်ပါးပြောတော့ဟာလုံးဝထင်ကြီးသွားပြီးတော့ဒီရအယူပြင်ကွင်းရလို့အာသူကလုံးဝဗျာ။တိမ်မတော့တိမ်ကုန်ဘူးသူ။သူပြင်မယ်ဆိုတော့ဒါကြီးကပြင်ကွင်းရတဲ့အတွက်လုံးဝသူကစူပါစတားဖြစ်သွားပြီ။ နောင်ဘွားမှာဆိုလဲသူကတချမ်းမင်းနဲ့သူကလေပယ်လောက်အနေထားလောက်ရှိတချမ်းမင်းတော့သူကယာတုဖြုတ်မဲ့အနေထားမျိုးပေါ့နော်ပြောရတာမရှိတဲ့လူတွေငွေ3000မရှိတဲ့မငလင်တွက်1000 1500အဲ့လိုလှူဒန်းနေတဲ့လူတွေကြတော့သူတို့ကြတော့ခုတို့မရအောင်လားမသိလို့မေးတာမစိုးရင်ကြောင်းတိုက်ပြင်မခုလို့ရတာလားစကားဘာသာရေးဆရာတွေဒါဆရာတော်တွေဆိုတာတိပြောရကထားပါနောက်တစ်ခုအဲစီကိနာတိတော့လား တော့သူကြီးလက်ထက်ရေးပေးဖြစ်တော့အာကျအာကျနေလေပြီးကြောင်းမှဆိုတော့အမြင်နဲ့လိုက်လွှင့်ပြောမှမိုက်တလုံးနဲ့ကလေးတွေဂျင်းထဲတဲ့လူလေလူပါပဲဘုံကြီးလို့ပြောရတယ်အခုသူလည်းများတယ်ဟမ်သူကနေပြီးတော့ပေါက်ကူတော့ငွေသိန်း300ပေးတာမစိုးတော့မဒူးစမ်းပါဘူးဒီကောင်နေမဘာသားကိုသူတို့ဖွဲ့စည်းခဲ့တာဒါသူတပည့်တွေပဲဒါပေမဲ့ဒီလိုမျိုးရန်ဝတ်တာတို့ကဘုံကြီးဖြစ်နေတယ်လို့ပေါက်ကူတော့လို့កောင်မျိုးငွေသိန်း300ပေးတာ ဘယ်လိုပြောရမလဲကျွန်တော်ကကျွန်တော်ကိုယ်ဝင်နေတဲ့ဘာသာကိုကျွန်တော်ပြန်ဆန်းစင်းတင့်နေပြီလို့တော့မှကျွန်တော်ကကျွန်တော်ထင်မိတယ်မလို့အတက်နေရတယ်မလူသိမ့်ဘူးတကယ်လူအပ်နေတဲ့လူကြပါဒါမျိုးတွေပြောရမယ်မလူအပ်တဲ့ဖျားတွေရွှေချမယ်အစလူအပ်တဲ့ဆေးရုံတွေလှူဝေးပါလားမတင်ကြကြဘူးနှညတဲ့နဖုန်ကြီးဘာလုံးစရာရှိတယ်ငွေသိန်းတထောင်ရှာတတ်တယ်အာဖုန်ကြီးဆိုတော့လှူကြတယ်ဘာပဲလို့လို့သူများတွေလှူထားတဲ့ပတ်စံလူအပ်တဲ့နေရာတွေလှူရမှာလေကထားပါဗျာ တော့ ਇਹਨੇ ဒီကြောင့်မင်းရေခင်းရတယ်လို့ဖြစ်နေမယ်။အာဖျားတည်တဲ့ဒရက်ကဒရက်ကမှနေဖြစ်မဲ့အစားနိုးလေလူအပ်နေတဲ့ဒေသလေးတွေမှာစာသင်ကျောင်းလေးတွေစောက်ပေးကြမလားမသွန်သင်ဘူး။ခုတို့လောက်တာပဲ။ဘေးအချိန်ဘေးနေရာပဲဖြစ်ဖြစ်လှုပ်တင်တယ်။အဟမ်းဘာသာရေးကောင်းဆောင်တွေပြောတဲ့စကား။အဲ့တော့ဘာဖြစ်လာလဲတလား။ဘသူတည်ငတိမိုင်ပီယောဆိုတဲ့ကောင်းနေ။ငွေးလာကြတယ်။လူဖြစ်လာကြတယ်။ဘေးနေရာမှာဘာဖြစ်ဖြစ်ကောင်းတာလို့ ဒါပဲဆိုပြီးတော့ညံမပါတဲ့အချိန်နေအချိန်ကောင်းနားမလဲတဲ့တကူကောင်းသမားတွေပေါ်ထွက်လာကြတယ်တိုင်းပြည်ပြက်နေလဲငါအလှတော့ပြီးအောင်လုံးဝမယ်ဆိုတဲ့အတွေးမျိုးတွေနဲ့ကောင်းတာလောက်တာပဲလေဆိုပြီးတော့ကြည်ကြည်လေးငလင်လောက်ပြီးသူများနေအားလုံးစိတ်ဒုက္ခရောက်နေကြမှာအရှိမဖြတ်ပြီးရှင်ပြူရဟန်းကနေဟိုးပွဲတွေလုံးနေကြတာစဉ်းစားကြည့်လေကောင်းတာလောက်တာပဲလေဘာသာကြီးကောင်းမှုတွေပေါ့အဲ့ဒါဘာသာကြီးကကောင်းဆုံးပဲကောင်းတယ် အဲ့ဒီဘာသာရေးကိုသင်ကြားပြတာနေတဲ့ဘာသာရေးဆရာဆိုတဲ့လူတွေရဲ့ခေါ်အပြောတွေလေတိုင်းပြည်တစ်ပြည်လုံးပြလဲငါလူတော့ပြအောင်လုပ်ရမယ်ငါဖရားဝဲတော့လူစီရမှာပေါ့ဒါမျိုးပေါ့ဒါကြီးကိုကောင်းတယ်ကုသိုလ်တွေအများကြီးရတာပေါ့အဲဒီမှာလူတွေစေးအောင်စေကံမရှိလို့ဒုက္ခရောက်နေလဲကြဒနာတက်နေပါလားဆိုမှဘုမကျောင်းကြီးကိုတိမ်မောင်းတသိမ်းနဲ့လှူမဲ့ရွှေကျောင်းတစ်ခါတစ်ခါမှတွေဖြစ်ချင်နေကြတာလေခင်ဗျားတို့တွေ့တွေ့ကြမှာပါမဆလွဲနေကြတာဗျာ ဘာသာတရားကိုကိုးကွယ်တယ်ဆိုတော့ကျွန်တော်သိတယ်လောက်တော့လမ်းမှန်ကမ်းမှန်အောင်လို့လမ်းညွှန်မှုအောက်မှာနေနေတဲ့သူတွေလမ်းမှာရှောင်နေတဲ့လူတွေတို့တို့တွေကိုကျွန်တော်တို့ကနေပြီးတော့ကဲတင်နိုင်မှုအခုကငါတို့လည်းငါတို့ကြိုက်တာလုပ်မယ်ဆိုပြီးတော့လုံနေကြမယ်ဆိုရင်အခုဒီဘာသာတရားကိုကိုးကွယ်နေတာဘာအကျိုးရှိမှာလဲစဉ်းစားကြည့်ကြည့်လေဗျဟိုလဲလူတာဒီလဲလူကငွေလဲကုန်အတန်လဲပြားတဲ့ကိစ္စကြီးဖြစ်နေမှာဗောဗျာ ရန်ရန်ပြောရရင်ဗျာအခုနောက်ပိုင်းကဘာသာတရားကနေပြီးတော့လူလိုမသိတတ်တဲ့လူတွေအများကြီးမွေးလာတယ်လို့ဖြစ်လာတယ်အခုလက်ရှိတွေပေါ့ကုတော်လို့ကောင်းမျိုးပြည်သူစစ်တွေထောင်ပြီးတော့တက်တက်တွေတကားကားနဲ့ထားပါအဲ့ဒါတွေကတော့ကျွန်တော်တွန်လိုင်းသမားတော်ဒီကောင်ဒါပြောတယ်လို့ပြောအောင်မယ်ရက်ွက်တယ်ဝကြီးခင်ဗျားတို့လေဘာဘာသာရေးလောက်တာပဲလေအတန်ချက်စက်နဲ့တနေ့ကုန်ဘယ်ဒီအိမ်လေးနားမခံနိုင်အောင်ဖွင့်နေတာလေဘာသာရေးဘယ်သူမှတမပြောရဘူးဘာသာရေးလောက်နေတာဘာသာရေးပွဲတော်လေး တောင်စာမူးရေးပျော်ပါမှာဒီစကိုနေကလူငယ်တွေအများကြီးအဲ့လိုမျိုးဒီစကိုနေကနေလူငယ်တွေအများကြီးမွေးထုတ်တာလေဘာသာကြီးခေါင်းဆောင်တွေကိုယ်တိုင်ကောဘာထူးလို့လေဗျာဘာသာကြီးဝတ်စုံဝတ်လိုက်တာနဲ့ပတိတော်ဟလာဘုံကြီးဝတ်စုံဝတ်လိုက်တာနဲ့တခါတဲ့လူအဖြစ်ကနေပြီးတော့မြင့်သွားတယ်လို့ပဲသူတို့ကလုံးဝလူမဟုတ်တော့လုံးဝသူကသူကလုံးဝဆရာကြီးပေါ့နော်အဲ့အဲ့လူထက်ကိုမြင့်သွားတဲ့ဟာမျိုးတွေခံယူသွားကြတယ်ဒီတော့လူထက်ပို့ပြီးတော့သူတို့တွေအခွင့်လူတွေလိုချင်တယ် နေရာထူးတွေလိုချင်တဲ့ဥဥဖျက်ဖျက်အစားတောင်းလိုချင်တဲ့ကောင်းပင်ညုံးမဲဆိုတဲ့ပစ္စည်းတွေသုံးချင်တဲ့ဖြစ်ကောင်တကယ်ပဲဗျာသင်္ကန်းတော်မှာတသုံးဘယ်နှသိမ့်ဘယ်နှသိမ့်ဆိုတာအကန့်နဲ့ရှိသေးတယ်ကိုဆရာတို့ဘုံကြီးလောကမှာချော့တော့မတွက်နဲ့ကားတွေဆိုတဲ့တရားကိုနှစီသုံးစီးဟောမတွေ့လားဂူဂူကြီးဆိုရင်ဘယ်ဘန်တလီမှစီးရတော့ပါတည်သွားမယ်တော့ဟမ်အဲ့တော့လူတက်တဆင်းမြင့်တယ်လို့တွင်းနေကြနေထိုင်နေကြတဲ့အခါဆိုနောက်ဆုံးလူလို့တို့မှမသိတော့ လူတော့သူတော့လည်းမဝင်ဆန်းတော့လူလိုသူလိုလည်းသူတို့ကမတွေးတတ်တော့ဘူးအခုမတွေးလားလူလိုသူလိုမတွေးတတ်လို့ပေါ့ဗျာအဲ့တော့ဗျာရိုးရိုးလေးပြောရရင်ဗျာစာအုပ်ထဲမှာရေးထားတဲ့ကျမ်းဂန်တွေကိုအကုန်မှန်လူလိုကားထဲမှာတကယ်ဖြစ်ပျက်နေတာတွေကိုအကုန်အမှားလို့ဆိုပြီးတော့လှင်နေဓာတ်ထစ်အကုန်လုံးမှတ်ယူကောင်းလားစာတကြက်ပြီးတော့အဲ့တော့လူနဲ့လူပေါင်းဖွဲ့စည်းတဲ့ဘေးဟာတွေကအကျိုးရှိမဲ့ဟာတွေဘေးဟာတွေကယနေ့ခေတ်လူငယ်တွေအတွက်အကျိုးရုံးမဲ့ဟာတွေလို့မတွေးတော့ဘူး မဆုံးဖြတ်မတင်ကြနိုင်တော့ဘူး။တော့လူနဲ့လူပေါင်းဝင်ချင်းကိုကျွန်တော်တို့တွေဘလောက်ပဲဖြတ်စည်းခဲ့ခဲ့ကျွန်တော်ဘာအမားတွေပဲလုပ်ခဲ့လုပ်ခဲ့ဗျာ။ဟာငါအလူကြီးပေးလိုက်မယ်။ငါဖျားတိတ်လိုက်မယ်။ငါចောင်းဆောက်လိုက်မယ်ဆိုရင်ဓာတ်ဥဝိုင်းခွန်နေကြပြီ။အားလုံးကလည်းဖျားတက်ကဖျားတက်ကမှရေးပြောရတယ်။ကျွန်တော်ဘာတွေပဲမှားခဲ့ကျွန်တော်တို့တိုက်တာလို့အဆင်ပြေတယ်။အများကြီးပဲလေတိုင်းပြီပါ။ဗျောင်ကြီးလေခိုးနေတဲ့ကောင်းနေ။ဟုတ်တယ်လားမင်းအောင်နိုင်လို့တုံးတကယ်ကိုအတကယ်ကိုဒူးစရိုက်ကောင်လူယုံမှာကော။ ဖះရတယ်ဒီလိုက်ဟာဒူဘာဖြစ်နေလားမင်းမရှိနဲ့တကယ်အမြင့်အမှုပညာရှင်တွေမှလည်းမတွေ့လားအခုဆိုရင်မြန်မာလူမျိုးတွေရဲ့စိတ်ဓာတ်ကိုအမှုပညာရှင်တွေဆိုကောင်းကောင်းသိတယ်တခုခုမားတာလုပ်ပြီးဝိုင်းဆေးပြီးဆိုရင်လှူကြပြီတန်းကြပြီအလှူပြကြပြီအဲ့ဒါမြန်မာလူမျိုးတွေဗျာအဲ့တော့ဗျာအဲ့လူနဲ့လူပတ်ဝန်းကျင်ကိုဘလောက်ပဲဖြက်စီဖြက်စီအလှူအတန်းပေးရင်တာတို့တွေဝိုင်းခေါ်ကြအောင်အဲ့ဒါတွေလည်းပြင်းအဲ့တော့ကျွန်တော်တို့ရိုးရိုးလေးပဲကျွန်တော်ဒါတွေတွေးကြည့်ပြီးတော့ ဘာပြောမှမတော်မသိတော့အဲ့ဒါကြောင့်ဒီဟာလေးကိုလက်ပြောခြင်းဖြစ်ပါတယ်ကျွန်တော်တို့တကယ်ဘာသာရေးအစ်စ်တွေတကယ်ဘာသာရေးဆရာအစ်စ်တွေတန်ခါတော်အစ်စ်တွေခေါ်ချမဲ့တရားတွေတိတိချာချာနာယူခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့ဒီအခုလက်ရှိဖြစ်ပေါ်နေတဲ့စနစ်ဆိုကြီးတွေကထွက်လာတယ်ကျွန်တော်တို့စနစ်ကောင်တစ်ခုတည်ဆောက်နိုင်မှာဒီလိုပတ်ဝန်းကျင်တွေကောင်းလာမှာ အခုဆိုပတ်ဝန်းကျင်ညာတော်တော်လေးကိုညစ်ဆုံးနေတယ်အဲ့ဒါတွေကျွန်တော်တတ်ရှင်းဖို့လိုပြီးကြောက်ပါဗျာ